ရွှေပြည်တော်မှအမျိုးသမီးငယ်တူရရန်ဆက်ဆက်အသက်ခံရမှုမင်္ဂလာပါရှင် knowledge tv ညီမကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ရွှေပြည်တော်အမှတ်ရှိရက်ကတပင်ရွှေထီးလန်းနဲ့ဘူမင်းအောင်လန်းတောင်ရှိအဆောင်တစ်ခုမှနေထိုင်တဲ့မတ်တိရီနယ်ဆိုတဲ့အမျိုးသမီးတူရဲ့ရုပ်လောင်းကို အမှတ်၁၄ရက်ကဂိုင်းတော်တနီးယားမှာစစ်ဆေးရရှိခဲ့ပါရစေ။ အဲ့ဒီမျိုးသမီးငယ်မှာအသက်22နှစ်အရွယ်သာရှိသေးပြီးတော့ရုံအလောင်းကိုရှာဖွေတွေ့ရှိချိန်မှာလက်ပြန်ကျိုးတုပ်ထားပြီးပါဇက်တဲ့ကိုအဝင်းဆများထိုးထည့်ထားကမျက်နှာကိုအိတ်ဆွထားတဲ့ပုံစံအနေထားမျိုးနဲ့ဆာလာအိတ်တခုထဲမှာတွေ့ကြရပြီးရရဆက်ဆက်အသက်ခံထားရတာလို့တာဝန်ရှိသူတွေကပြောပါရယ်မက်တီရီနယ်ဆိုတဲ့အမျိုးသမီးငယ်မှာမြင်းချက်မျိုးမှာနေထိုင်တဲ့သူဖြစ်ပြီးဘဝရည်မှန်ချက်အတွက်ဂျပန်သို့သွားရောက်အလုပ်လုပ်ကြရန်ရွှေပြည်သာရှိအဆောင်တွေနေထိုင်ပြီးသင်တန်းများတက်ရောက်နေသူဖြစ်ပါရယ် တည်ဆုံးသူအမျိုးသမီးမှာရှင်ကျေးလိမ့်မှသူတယောက်ဖြစ်ပြီးမိဘအပေါ်တိရက်နားလည်မှုရှိပြီးမိဘနှစ်ပါးနဲ့မိမိဘဝအနာဂတ်အတွက်ဂျပန်ကိုသွားဖို့စီစဉ်နေတာဖြစ်ကြောင်းသိရပါတယ်မတ်တီရွေရဲ့မိဘနှစ်ပါးကလေယာဉ်လုပ်ငန်းလုပ်ကင်ကြသူတွေဖြစ်ကြပြီးတော့တမိဖြစ်သူရဲ့အနာဂတ်အတွက်ရန်ကုန်ကိုဆွေလွှတ်ထားခြင်းဖြစ်ပါတယ် ဖြစ်စဉ်မှာတေဆုံးသူမတ်တီရီနယ်ဆိုတဲ့အမျိုးသမီးကမေလ၈ရက်နေ့မှာအဆောင်မှာပျောက်ဆုံးနေခဲ့တာကြောင့်အဆောင်နေသူတွေကယောက်ျားခိုးရလိုက်သွားတာဖြစ်တယ်လို့ထင်ကြေးတွေပေးခဲ့ကြပါတယ်အရင်နောက်မေလ17ရက်နေ့မှာသက်ဆိုင်ရာကိုအတိပေးအကြောင်းကြား၍ပျောက်ဆုံးနေကြောင်းလူပြောက်တိုင်တန်းခဲ့တာပါမတ်တီရီနယ်ပျောက်ဆုံးပြီး9ရက်အကြာမှာတော့အမှတ်14ရက်ကဂိုင်းတော်တနီယာမှာမတ်တီရီနယ်ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ် တည်ဆုံးသူမတ်တီရီနယ်ရဲ့ရုပ်အလောင်းမှာလက်ပြန်ကျိုးတုပ်ထားခံရပြီးဗဇက်ထဲကိုအဝင်းစများထည့်ထားကဆာလာအိတ်ထဲထည့်ပြီးစွန့်ပစ်ခံထားရတာပါ။ရန်နေငယ်ကြာမြင့်ခဲ့တာကြောင့်မတ်တီရီနယ်ရဲ့အလောင်းမှာဖမ်းမရနိုင်တော့လောက်အောင်ရုပ်ပြန့်စင်ပြတ်ပုံစံမျိုးဖြစ်နေခဲ့ပါတယ်။ မက်သီရီနယ်ပြောင်းဆုံးနေခဲ့တဲ့ညနေ3နာရီဝန်းကျင်လောက်မှာမက်သီရီနယ်နဲ့အဆောင်တစ်ခုရဲ့နေသူသူရလင်းဆိုသူကအမိုက်ပြည့်ရန်ဟူဆိုကစာအိတ်တလုံးကိုဘေးရဲဆိုင်ကယ်ပေါ်သို့တင်ဆောင်သွားတာကိုအဆောင်လုံးကျုံရေးတုံးမှတွေ့ရှိခဲ့တယ်လို့ဆိုပါရယ်။ဒါကြောင့်မလို့ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကမတင်ကတဲ့ဖြင့်ခေါ်ယူစစ်ဆေးမေးမြန်းရာမှမူမမှန်ခဲ့တာကြောင့်သက်ဆိုင်ရာကိုအကြောင်းကြားအနှံခဲ့ပါရယ်။ အဆိုပါအသက်22နှစ်အရွယ်သူရလင်းဆိုသူမှာအဆောင်ရွှေပြောင်းလာတာနှစ်ပတ်မြောက်သာရှိတဲ့ကြောင်းမိဘနှစ်ပါးမှာပလုံကောက်သူများဖြစ်ကြပါတယ်။အမျိုးသမီးငယ်များကိုပြင်မှတ်ထားလင်ညာနေတဲ့သူတယောက်ဖြစ်ပြီးလက်ရှိပေါင်းသွင်းနေထိုင်နေတဲ့အမျိုးသမီးမှာလည်းကာမပိုင်၄ယောက်ကြားရှိပြီးသားလို့ကြားသိရပါတယ်။ပြမှုကျွန်းလွန်သူလို့ယူဆရတဲ့သူရလင်းနဲ့အလောင်းဖြောင်းရမှာပါဝင်တဲ့ဆလင်းနှစ်အရွယ်ခလင်းငယ်တူကိုရွှေပြည်သာရဲစခန်းကအသေးစိတ်စုံစမ်းမေးမြန်းနေတယ်လို့သိရပါဗျ။ တေဆုံးသူမတ်တီရီနွယ်ရဲ့ဖုန်းနဲ့လက်စွပ်တို့သူရလင်းထံမှသိမ်းဆည်းရရှိထားပေမဲ့သူရလင်းဆိုသူကမတ်တီရီနွယ်ကိုမတက်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့ကအသေးစိတ်စစ်ဆေးမေးမြန်းနေစမ်းလို့သိရှိရပြီးပြည်မှုကျွလွန်သူသူရလင်းနဲ့ဆလင်းနှစ်အရွယ်အပေါင်းပါကိုရွှေပြည်သာမျိုးမရဲစခန်းမှာ ါတစ်ချောင်းတက်မြန်ဆောင်2025ပြည်မှုဆိုင်ရာရစသက်ကြီးဥပဒေပုံမှ392,300,200ဖြင့်အမှုဖွင့်စစ်ဆေးမေးမြန်းနေကြောင်းသိရှိရပါတယ်။ရွှေပြည်သားမျိုးကံပြည်သူများလည်းမတ်တီရွယ်ရဲ့အဖြစ်ဆိုပုံဝန်းနေပူဆွေးနေရပြီးအမှုမှအမြန်ဆုံးပေါ်ပေါက်ရေးကိုတောင်းဆိုနေကြပါတယ်။